ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေထဲမှာစိတ်ဆွမ်းအားရဲ့ဆွမ်းဆောင်မှုအကြောင်းတွေကိုရှင်းလင်းဖော်ပြပြီးဟောကြားတော်မူခဲ့ရသော်ဗျာရဲ့အဆုံးအမလို့ဆိုဒီမှာဝရိပက္ခိယတရား38ပါးဟာအဓိကဖြစ်တယ် ီကနေ့ပြောနေကြတဲ့သာသနာသာသနာဆိုတဲ့စကားဟောဗောဓိပတ္တိယတရား38ပါးကိုအဓိကရည်ညွှန်းပြောတာသာဖြစ်တယ်ဘုရားရဲ့အဆုံးအမကိုသာသနာလို့ဒီလိုခေါ်ဆိုကြတာဖြစ်လို့ရသော်ဗျာကြီးအဆုံးအမထဲမှာအနှစ်သာရဟောဓိပတ္တိယတရား38ပါးသာလည်းဖြစ်တယ် ပရိပက္ခိယတရား39ပါးထဲမှာအပါဝင်ဖြစ်တဲ့စိတ်ရဲ့ဆွမ်းဆောင်မှုများစိတ်ဆွမ်းအားများဆိုတာဟာတရားဓုတရားများရဖို့အတွက်ထူးခြားတဲ့အခန်းကဏ္ဍမှာဆောင်ရွက်ကြမှာဖြစ်တယ်။အဲဒီစိတ်ဆွမ်းအားတွေရဲ့အရေးပါမှုဟာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်သည့်အထီးအောင် စွမ်းဆောင်မှုပေးနိုင်တာဖြစ်လို့စေစွမ်းအားရဲ့စွမ်းဆောင်မှုတွေဟာအင်တမကြီးမားတယ်လို့ပြောရစိတ်ကိုဘ ਹੁ ပြုပြီးတော့ဆုံးမတော်မူတဲ့ရသော်ဘုရားရဲ့တရားတော်တွေဟာအတိတိသောပုဂ္ဂိုလ်တို့ရဲ့တဏ္ဍာမရှိတဲ့စိတ်ဓာတ်တွေကြံ့ခိုင်မှုစိတ်ပိုင်းဆိုင်ရာအငြိအကျေးတွေကင်းပြီးဖြူစင်တန်ရှင်းမှုဆိုတာ အဓိကထားပြီးဟောကြားဆုံးမတဲ့ဤစနစ်ပဲဖြစ်တယ်။လောကမှာရှိကြတဲ့လူတွေကကိုယ်ခန္ဓာနဲ့မိမိဝတ်စားဆင်ရင်ထားတဲ့အဝတ်အစားတွေရဲ့ညံ့နှောမှုဆိုတာကိုတတိပြုမိကြတော့လေစိတ်ဓာတ်ရဲ့အညစ်အကြေးများကိုတတိပြုမိခြင်းမရှိကြဘူးလောကမှာ ရုပ်ပိုင်းဆိုင်ရာအငြိအကျေးများဟာကျမ်းမာရေးကိုထိခိုက်စေနိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာအငြိအကျေးတွေကပိုပြီးတော့လူရဲ့နှိမ်ကြမှုကိုဖြစ်ပေါ်စေတတ်တာဖြစ်လို့စိတ်ပိုင်းဆိုင်ရာအငြိအကျေးတွေကိုအဓိကထားပြီးတော့မြတ်စွာဘုရားဆုံးမဟောကြားတာဖြစ်တယ်လူတိုင်းလူတိုင်းမှာအဓိကကစိတ်ဆွမ်းအားနဲ့ နေထိုင်ရတာဖြစ်ပြီးအတွက်ကြောင့်မိမိတို့စိတ်ထဲမှာအညစ်အကြေးတွေကင်းနိုင်တဲ့မြတ်ခင်အောင်လေ့ကျင့်တဲ့ဆုံးမဩဝါဒတွေကိုမြတ်စွာဘုရားဟောကြားခြင်းသာဖြစ်တယ်။တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တယ်ဆိုတာဟာစိတ်ရဲ့အညစ်အကြေးတွေကိုဖယ်ရှားခြင်းမြတ်သာဖြစ်တယ်။ဘဝတန်တရားမှာဆွဲကပ်လာတဲ့ ိလေသာဆိုတဲ့အညစ်အကြေးတွေစိတ်ထဲမှာဆွဲကပ်နေလို့ရှင်ဘာတွေဖြစ်လဲလူတွေပြောကြတယ်စိတ်ပူတယ်ဆိုတဲ့စကားကိုပြောကြအေးစိတ်ပူတယ်လို့ဆိုတာဘသူကပူအောင်လုပ်နေတာလဲလို့တရားခံကိုရှာလိုက်တဲ့အခါလောဘဒေါသစတဲ့ကိလေသာတွေကပဲပူအောင်လုပ်တာစိတ်ဆင်းရဲတယ်လို့လူတွေပြောလို့ရှိကြတယ်အဲ့ဒီစိတ်ဆင်းရဲမှုကို ဘယ်ရာကဖြစ်ပေါ်စေတာလဲလို့ဆိုရင်ဟောဒီလောဘဒေါသဆိုတဲ့ကိလေသာတွေကပဲဖြစ်စေတယ်